ကဲကျွန်တော်ဒီ DW channel လေးကိုအစဉ်တစက်ကြည့်ရှုအားပေးနေတဲ့ကဘာအနှံ့နိုင်ငံတီးတီးကညီကိုမောင်မတွေအားလုံးစိတ်ချမ်းသာနေကိုကြီးကျမချင်းနဲ့ပြည်တုံနဲ့မနက်ခင်းလေးဖြစ်ပါသည်လို့ကျွန်တော်ဒီ DW channel ကနေပြီးတော့ share ပထမတော့စုမုံကောင်းတောင်းပေးပါရစေဗျကဲဟုတ်ပြီညီကိုတို့ရဲ့ဒီ season လေးကတော့တစ်ဖက်မှာတော့ကျွန်တော်တို့ United ကစားသမား Cisco ကတော့ဒဏ်ရာရရှိသွားတယ်တစ်ဖက်မှာတော့တည်ငောင်းလေးဖြစ်လာတယ်ဗောနော်အဲ့ဒါကတော့တခြားမဟုတ်ဘူးကျွန်တော်တို့ အာဆင်နယ်အသင်းကနေပြီးတော့ခေါ်ထားတဲ့ကျွန်တော်တို့ရဲ့လူငယ်ကစားသမားလေးကျွန်တော်တို့ချီဒိုအိုဗီအနေနဲ့ပေါ့နော်အဲသူ့အနေနဲ့အခွင့်အလမ်းရလာပြီပေါ့နော်သူကတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ United အသင်းကြီးစကွက်မှာတော့ပါဝင်နေတယ်ဆိုပေမဲ့ဒီဟာဒီမှာတော့ပွဲထွက်ကစားရခြင်းမရှိသေးဘူးဟုတ်ပြီဒီကစားသမားလေးကပွဲထွက်ကစားရခွင့် sorry အသင်းကြီးမှာတော့ပွဲထွက်ကစားရခြင်းမရှိပေမဲ့ကျွန်တော်တို့ Manchester United U21 မှာတော့သူ့အနေနဲ့ကပွဲထွက်ကစားခွင့်ရထားတယ်73ပွဲကစားပြီးတော့ညီကိုတွေ5ဂိုးတိတိတွင်းထားတယ်73ပွဲမှာ5ဂိုးဂိုးဖန်နေမှု2ချိန်လုပ်ပေးထားတယ်အဲ့တော့ခါကျတော့ဒီကလေးကအရေးချင်းရှိတဲ့ကစားသမားနောက်တစ်ခုကတော့ညီကိုတွေเนาะသူကအရက်က6ပေ2လက်မလောက်ထိရှိတဲ့ကစားသမားဖြစ်နေတာဖြစ်တဲ့အတွက်အရက်မောင်းလဲတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဗောနော်ဟုတ်ပြီဒီရာဒီမှာတော့ပွဲထွက်ခွင့်မရသေးဘူးဒီရောခါကျကျွန်တော်တို့လာမယ့်25ရက်နေ့ဆိုရင်ကျွန်တော်တို့ Everton အသင်းနဲ့ကြားရမယ် ိုက်ပွဲမှာလည်းကျွန်တော်တို့ Cisco နေနဲ့မသေးကြဘူးပေါ့နော်အဲ့တော့အခါကျတော့ကြန့်ခိုင်မှုပေါ့နော်တေးသူ့နေနဲ့ကလုံးဝကြီးဒဏ်ရာကနေပြီးတော့တက်တိုင်တောင်မှကြန့်ခိုင်မှုပိုင်းကြီးပါရှိသေးတယ် training လည်းမစင်းနိုင်သေးဘူးအဲ့တော့အခါကျတော့ Chiro OB ကိုကျွန်တော် United အသင်းကြီးနဲ့အတူတူခု training တွေပါပြီးပူပေါင်းခိုင်းနေပြီလို့သိရတယ်ကျွန်တော် United အသင်းကနေပြီးတော့အဲနောက်တစ်ခုကတော့ Chiro OB နေနဲ့ကကျွန်တော်ဒီရာသီမှာတော့ပွဲထွက်ခွင့်မရထားတာကျွန်တော်တို့2024 2025ရာသီမှာတော့ကျွန်တော် United အသင်းကြီးမှာသူ့အနေနဲ့ပွဲထွက်ခွင့်ရထားတယ်ပေါ့နော် အဲ့တော့ခါကျတော့ဒီကလေးကိုကျွန်တော်တို့ evidence နဲ့ပွဲမှာများပွဲထွက်လာမလားဆိုတာတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ဘာပဲဖြစ်ဖြစ်ပါတော့ကျွန်တော်တို့ရှေ့မှာဆိုရင်ခုဆိုရင်ကျွန်တော်တို့ကုညာတို့ဘာတို့ထားပြီးဆော့လို့ရရဆိုပေမဲ့အရန်ကြီးတော့ကုညာတို့ကကျွန်တော်တို့ striker ဆစ်ဆစ်မဖြစ်တာ striker ဆစ်ဆစ်ကြီးမဟုတ်တော့ခါကျတော့ကျွန်တော်တို့ united အသင်းအတွက်တော့အအနေနဲ့အများတော့ဒီနေရာကအဲလိုအပ်ချက်ရှိရပါတော့အဲ့တော့ခါကျတော့ဇီဇီကိုထားမယ်ဆိုရင်လည်းဇီဇီကလည်းပွဲကစားခွင့်မိနစ်နေပါနေတာဖြစ်တဲ့အတွက် အဲဈေးကြီးနဲ့ဒီကလေးလေးနဲ့ကိုကျွန်တော်အနေနဲ့ကတော့သုံးတင်တယ်လို့ထင်တယ်ဟုတ်ပြီဒီကလေးလေးက18နှစ်ပဲရှိသေးတယ်ဒါပေမဲ့ဒီလနိုဝင်ဘာလ29ရက်နေ့ဆိုရင်သူက18နှစ်ပြည့်တော့မှာအားဖြစ်ဖြစ်ဗျာအဲတခြားအသင်းတွေတခြားအသင်းတွေဆိုရင်လူငယ်ကစားသမားတွေကိုနေရာပေးနေရာဖြစ်တဲ့အတွက်ကျွန်တော် United အသင်းနေတယ်ဒီလိုမျိုးအအခါခွင့်ကြုံတဲ့အချိန်ဗျာအဲ့လိုအချိန်မျိုးမှာဒီကလေးကိုသုံးတင်တယ်လို့ကျွန်တော်နေရာထင်တယ်ပေါ့နော်ကဲဟုတ်ပြီညီတို့နောက်တစ်ပုတ်သွားအောင်ပေါ့နော် နောက်တစ်ပုတ်ကတော့တည်င်းကောင်းပဲကျွန်တော်တို့လီဇာတို့မာတီနက်အနေနဲ့ကအာဂျင်တီးနားနဲ့အတူတူ training ဆင်းနေပြီဆိုတာညီကိုလည်းကျွန်တော်ရှေ့ video မှာပြောခဲ့ပြီးပြီအဲ့တော့ခါကျတော့သူ့အနေနဲ့ကကျွန်တော်တို့ Everton နဲ့ပွဲများများပါဝင်လာမလားဆိုတော့ကျွန်တော်တို့တစ်ချက်ဆောင်ကြည့်ရမယ်ဟုတ်ပြီလီဇာတို့မာတီနက်ကတော့ပြောလိုက်ပြီပေါ့နော် Manchester United အသင်းကြီးမှာကစားခွင့်ရဖို့တော့သူတော်တော်လေးကိုကြိုးစားယူခဲ့ရတယ်အခု သူ့အနေနဲ့ဒီ Manchester United ကိုရောက်နေပြီဖြစ်တဲ့အတွက်လည်းကိုကိုကိုပို့ပြီးတော့တွန်းအားပေးပြီးကြိုးစားသွားမှာပါဆိုပြီးတော့သူကတော့ interview တစ်ခုမှပြောခဲ့ပြီးပြီပေါ့နော်။ကဲဟုတ်ပြီနောက်တစ်ပုတ်သွားမယ်နောက်တစ်ပုတ်ကတော့လည်းညီကိုရီ transfer တရင်မယ်။အတ္တာကတော့ကျွန်တော် Manchester United အသင်းကတော့ line နေတယ် line နေတယ်ပြတ်မှတ်တယ်ကတော့တော်တော်လေးကိုများတယ်ဒါကတော့ကျွန်တော်တို့အမ်ပြောမှလို့ရင် right midfielder နဲ့ကျွန်တော်တို့ right back နှစ်မျိုးလုံးမှာတုံးလို့ရတယ်။ Sporting ကလူငယ်ကစားသမားလေးအတက်ကတော့16နှစ်ပဲရှိသေးတယ်။ကျွန်တော်တို့ Salvador လို့ပါလို့ခေါ်ရနော်သူနာမည်ကတော့ဟုတ်ပြီညီကိုရိဒီကလေးကလည်းကျွန်တော်တို့အရက်က6ပေ2လက်မလောက်ထိကိုရှိတယ်ဗောနော်အဲသူကတော့ကျွန်တော်တို့စီနီယာသူတို့ရဲ့အတင်းကစီနီယာကစားသမားကျွန်တော်တို့အဲနူနိုမန်ဒက်စ်နဲ့တောင်မှနှိုင်းရှင်ဖော်ပြခြင်းခံထားရတယ်နောက်တစ်ခုကတော့သူကကျွန်တော်တို့ခန်စစ်ကောတိုက်စစ်ကောကိုကောင်းကောင်းလိုက်ပါနိုင်တယ်ကစားသမားလို့သိရတယ်ကျွန်တော်တို့ United အတင်းကတော့အများကြီးအများကြီးဒီပြောရမယ်ဆိုရင်ဒီယာဒီဗောနော် transfer ကလည်းလာတော့မှာပေါ့တိတ်မလို့တော့အဲ့တော့ခါကျတော့ဒီချိန်ကလေးက လိုက်ပြီးတော့ချိန်နေပြီညီကိုတွေเนาะဟုတ်ပြီနောက်တစ်ပုတ်သွားမယ်နောက်တစ်ပုတ်ကတော့ကျွန်တော်တို့ဒီကိုသမားဆင်မဲ့လမန်ရဲ့နေရာမှာအရန်ကိုသမားတယောက် United အသင်းကထားမယ်လို့သိရတယ်ကျွန်တော်တို့ဒီအဲပြောမှသိရင်ဦးနာနာအနေနဲ့ကတော့အငှားစာချုပ်ဂျုံကုံနာနဲ့သူ့အနေနဲ့က United အသင်းကိုပြန်လာပြီးတော့ပူးပေါင်းမယ်လို့သိရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ ဒီပြအမ်မိုရင်ကလုံးဝအူနာနာကိုနှစ်သက်ခြင်းမရှိဘူးအဲ့တော့ခါကျတော့အူနာနာကိုအတင်းကိုရောက်တာနဲ့တန်းပြီးတော့အဲသူ့ကိုလိုချင်တဲ့အတင်းရှိရင်ကျွန်တော်တို့အတင်းကရောင်းထုတ်သွားဖို့ရှိတယ်အဲ့တော့ခါကျတော့ဂိုဒမာအစ်စ်ဒီဆမလမန်ရဲ့နေရာမှာအစားထိုးဖို့တော့မဟုတ်သေးဘူးပေါ့ဗျာဆမလမန်ကိုကျွန်တော်တို့ဖိအားပေးဖို့ပဲဖြစ်ဖြစ်ဆမလမန်အဲပြောမှဆို injury ပါညာထိတာပဲဖြစ်ဖြစ်ကျွန်တော်တို့အသင်းအနေနဲ့ကကုသမအစ်စ်ငငယ်လေးတယောက်ကိုကျွန်တော်တို့ကထပ်ပြီးတော့လိုက်နေပြန်ပြီပေါ့နော် ကဲဟုတ်ပြီ तू ကတော့တခြားမဟုတ်ကျွန်တော်တို့မဲမိုတင်းကဆွီဒင်ကိုသမားလေးကျွန်တော်တို့မဲခာအဲဘော့လို့ခေါ်တယ်သူ့ကိုလုံးဝ United ကင်းနောက်တွေကလုံးဝလိုက်ကြည့်နေတယ်အတက်ကတော့ညီကိုတွေနော်ကိုသမားတယောက်ကတော့ညီကိုတွေပြောရမစင်30ကျော်လေးကောင်းနေပဲဗျာ तू ကတော့အတက်က22နှစ်အရွယ်ပဲရှိသေးတယ်ဟုတ်ပြီ तू ကအဲ့မဲမိုတင်းတော့ तू က14ပွဲကစားပေးထားပြီးတော့14ပွဲမှာဗျာတဝက်ခုနှစ်ကြိမ်တိတိကို clean sheet ယူပေးထားတယ်ပြီးတော့ခါကျတော့အဲ့ပေးထားတဲ့ သူဂိုးပေးရတဲ့ခုနှစ်ပွဲမှာလည်းတပွဲကိုပြန်မြတကူးနှုံးလောက်ပဲပေးထားတယ်เนาะပေးကွာခုနှစ်ကူးပဲပေးရသေးတယ်နောက်တစ်ခုကသူ့ကိုဒီချိန်ခေါ်မယ်ဆိုရင်ကျွန်တော် United အနေနဲ့ဈေးအများကြီးလဲပေးရဖွယ်မရှိရဖြစ်တော့ကျွန်တော် United အတင်းကလက်အုံးမှုယူပြီးတော့ဒီကလေးကိုဒီဂိုးသမားလေးကိုခေါ်ယူသွားဖို့ကရာခိုင်နှုန်းများနေတယ်ပေါ့เนาะကဲဟုတ်ပြီနောက်တစ်ခုကလည်း transfer new ပဲပေါ့เนาะ transfer new ကတော့ဒီခါကတော့ကျွန်တော်တို့ balancia ကစားသမားလေးဟုတ်ပြီ balancia ကစားသမားလေးဆိုပေမဲ့သူကလည်း ျွန်တော်တို့အသက်ကတော့22နှစ်ဝန်းကျင်ပဲရှိသေးတယ်။သူ့ကိုလည်းကျွန်တော်တို့ United အသင်းကတော်တော်လေးကိုစိတ်ဝင်စားနေရပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့ United တာဝန်ရှိသူတွေကလည်းဒီကလေးကိုတော်တော်လေးစိတ်ဝင်စားနေတယ်။နောက်တစ်ခုကဒီကလေးကကွင်းလယ်ပိုင်းမှာတော်တော်လေးစပိန်ဇာသမားပီပီပဲညီကိုတွေကနော်။ဇာဗီတို့အင်ဒီစတာတို့လိုမျိုးကစားပေါင်းမျိုးဖြစ်နေတယ်ဒီကလေးက။ဟုတ်ပြီဒီကစားသမားလေးကတော့ကျွန်တော်တို့အသင်းတသင်းတွေကနေစိတ်ဝင်စားနေရမဟုတ်ဘူး။ Arsenal တို့ Atletico Madrid တို့ကလည်းလုံးဝစိတ်ဝင်စားနေရဖြစ်တော့သူတို့ အဲ့အသင်းတွေကလုံးဝလက်ဦးမရခင်ကျွန်တော် United အသင်းကအဲလက်ဦးမှုရအောင်မြန်မြန်ဆန်ဆန်ဒီ transfer ကိုလုပ်သွားဖို့ရှိတယ်။ဟုတ်ပြီဒီကလေးရဲ့နာမည်ကတော့ကျွန်တော်တို့ Javi Guara လို့ခေါ်တယ်ပေါ့နော်။ Javi Guara ကကျွန်တော်တို့အသက်က22နှစ်ဒါပေမဲ့လည်းကျွန်တော်တို့ Valencia အသင်းကြီးမှာသူ့အနေနဲ့ပွဲထွက်ပါဝင် ထားရပြီပေါ့နော်။ကဲဟုတ်ပြီနောက်တစ်ပုတ်သွားမယ်နောက်တစ်ပုတ်ကတော့ညီကိုလေးကျွန်တော်တို့ရဲ့ အမ်ပြောရမယ်ဆိုရင်ကွင်းလေကစားသမားဟောင်းစကော့တော်မီနေကိုပြန်ပြီးတော့ကျွန်တော် United အတင်းကနေပြီးတော့စိတ်ဝင်စားလာပြီဆိုတော့ရိတ်ရောင်တွေပြလာတယ်ပေါ့နော်ဒီသတင်းလေးကလည်းဖြစ်နိုင်ကြရာတိုင်းတော့နည်းနည်းလေးတော့များလို့ညီကိုတွေကိုကျွန်တော်အနေနဲ့တင်ဆက်ပေးခြင်းဖြစ်တယ်ပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့စကော့တော်မီနေကိုကျွန်တော်တို့ Ultra Force ကို ြန်လဲခေါ်ယူဖို့စဉ်းစားနေတယ်ဒါပေမဲ့တော်မီနီကိုစိတ်ဝင်စားနေတာကျွန်တော် United အသင်းတစ်သင်းနဲ့တော့မဟုတ်ဘူး Newcastle တို့စပါးအသင်းတို့ကလည်းသူ့ကိုတော်တော်လေးကိုစိတ်ဝင်စားနေရပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့ Spain ARG Barcelona ကလည်းစိတ်ဝင်စားနေတယ်အသက်ကတော့ညီကို22 28နှစ်ရှိပြီပေါ့နော်အဲကျွန်တော်အနေနဲ့ကတော့ personality ကပြောမယ်ဆိုရင်တော့ညီကိုတွေတော့ကျွန်တော်တို့ United အသင်းကနေပြီးတော့ ထွက်ခွာသွားတဲ့ကစားသမားတွေကိုပြန်ခေါ်တာကကျွန်တော် United အတွက်ရှေ့မှာတာတကတွေအများကြီးရှိရဗျာလုံးဝအဆင်မပြေခဲ့တာတွေအများကြီးဖြစ်တာအများကြီးရှိခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့အာဒီကစားသမားကိုပြန်ခေါ်မဲ့တူတူကတော့တခြားကျွန်တော်တို့လူငယ်ကစားသမားလေးတွေကိုပဲကျွန်တော် United အသင်းအနေနဲ့အဲလိုက်ဖို့ပဲကျွန်တော်အနေနဲ့ကတော့တူတူရောက်တဲ့အမြင်ဆိုရင်တော့ပြောချင်တယ်ဗောနော်ဟုတ်ပြီတော်မီနေကတော့ဒီကိုလည်းတည်တဲ့အတိုင်းပဲကျွန်တော်နာပိုလီအသင်းမှာဆိုတော်တော်လေးကိုခြေသွမ်းပြနေတယ် ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဘောလုံးဒီယောစုပေးပွဲမှာတော့မှစကားရင်စရင်မှာတော့မှသူနာမည်စရင်သွင်းခံထားတဲ့အချီကိုသူကလည်းကြမ်းပြနေရပါဘောနော်အဲအားကြောင့်မလို့များကျွန်တော် United ကပြန်လဲပြီးတော့စိတ်ဝင်စားနေရလားတော့မသိဘူးဘောနော်ကဲဟုတ်ပြီဘာဖြစ်ပါညီကိုတွေနော်ကျွန်တော် United အသင်းနဲ့ပတ်သက်တဲ့သတင်းလေးတွေကိုကျွန်တော်အနေနဲ့ညီကိုတွေကိုအဲတက်နိုင်ကြလောက်စုစည်းပြီးတော့တင်ဆက်ပေးခြင်းဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ရဲ့ video လေးကိုဒီမှာပဲအဆုံးသတ်လိုက်တော့မယ်ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုမောင်နှမတယောက်ချင်းတိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးထူးတင်ရှိပါတယ်ဗျကဲဟုတ်ပြီ ျွန်တော်ရဲ့ view လို့ကိုကြိုက်နေတတ်တယ်ဆိုရင်လည်းထုံးတမ်းနိုင်မယ့်ညီကိုတွေ like and subscribe လုပ်ခဲ့လို့မမေ့နိုင်အောင်เนาะ